ေးပြိုကျသွားတာကြောင့်ရန်ကုန်နဲ့အေရဝတီတိုင်းမှာလျှက်စစ်မီပြတ်တောက်ချိန်တွေ ပုံများလာမယ်လို့ရန်ကုန်လျှက်စစ်တအားပေးကော်ပိုရေးရှင်း WISC ကဒီကနေ့မေလ24ရက်နေ့မှာထုတ်ပြန်လာပါတယ်။ထန်တပင်မြို့နယ်တရောင်းကြီးရွာအနီးမှာရှိတဲ့230 kV မြောင်းနကလိုင်သားရတအားလိုင်းမှာရှိတဲ့တာဝါရိုင်းအမှတ်62နဲ့62ဟာဒီကနေ့မနက်၄နာရီခွဲကမှမောတက်လေပြင်းတိုက်ခတ်မှုကြောင့်ဖြစ်စည်းသွားခဲ့တယ်လို့ WISC ကဆိုပါတယ်။ ။ဒါအပြင် မနေ့ကနေ့လယ်7:00နာရီကမှလည်းရန်ကုန်တိုင်းအတွင်းကိုတအားပို့လွှတ်နေတဲ့ရတနာကင်းလွန်သဘာဝတန်ွေပလက်ဖောင်းကိုယာယီပိတ်ခဲ့ရတာကြောင့်တအားပို့လွှတ်မှုလျော့နေနေတယ်လို့လည်းသိရပါဗျ။ဒါကြောင့်ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းအတွင်းသီးစစ်တာဖြန့်ဖြူးမှုတွေပုံမိုလျော့နေသွားမှကြောင့်သီးစစ်မီပြတောက်ချင်းတွေပိုလာမယ်လို့ဝိုင်းရဲစီကထုတ်ပြန်ပါတယ်။ရန်ကုန်မြို့မှာလျှစ်စစ်တာလုံလောက်စွာမရရှိတာကြောင့်၄နိုင်လား၈နိုင်မီပြတ်ဖြစ်နေကြတာ အချိန်ကြာမြင့်နေပြီပဲဖြစ်ပါတယ်။ ARD တိုင်းမှာတော့မြို့ကြီးအချို့ကလွယ်ပြီးတနေ့ကိုပြင်းများလျှက်စစ်မီရရှိခြင်းဟာနှစ်နာရီကျန်တာရှိတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။လျှက်စစ်တာပုံမှန်အတိုင်းပြန်လည်ဖြန့်ဝေနိုင်မယ့်အချိန်ကိုတော့ YSC ကထည့်သွင်းကြေညာထားတာမရှိပါဘူးရှင်။အခုလိုသတင်းတွေကိုပုံပုံမျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရက်တီနိုင်ရေးအတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။ သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက် ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်ကျမနည်းနည်းပါ